ကိုဝင်ရခဲ့ပြီးမဖုံးနိုင်မဖြစ်နိုင်6လအကြာမှဖုံးကြီးတစ်ပါးနဲ့ရမှအကုန်တိခဲ့ရတဲ့အဖြစ်မင်္ဂလာပါပရိသတ်ကြီးတို့ကျမတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကယဟန်တွေကိုမာတုကာမမိမတွေနဲ့ဆက်ဆံရမှာဘလို့ဆက်ဆံတဲ့နည်းဆိုတာအတိအကျလမ်းညွန်ဟောပြဆုံးမခဲ့ဘူးပါ යි ။ဘာလို့ဒီလိုဟောကြားပေးခဲ့ရသလဲလို့သုံးသပ်ကြည့်ရင်အရိယာဖြစ်တဲ့ယဟန်တွေအတွက်မာတုကာမဆိုတဲ့မိမတွေကပြဿနာမဖြစ်နိုင်ပေမဲ့ ပုထုဇဉ်ဖြစ်တဲ့ယဟန်တော်ရိအတွက်ကတော့မိမာရိကအနည်းရတစ်ခုပါပဲအမိုက်ကစားပြကြက်မီလောက်တလုံးမဖြစ်ရလေအောင်တင်းတင်းကြက်ကြက်တားမြစ်ထားခဲ့ရလို့ယူဆပါ යි တကယ်တော့ယဟန်ဆိုပေမဲ့ပုထုဇဉ်ယဟန်တစ်ပါးဟာယောက်ျားတစ်ယောက်နဲ့တိတ်မချာနာပါဘူးစောင့်ထိုင်းရမယ့်ဝီနီတိတ်ခါပုတ်တွေကိုဖဲလိုက်ရင်ယဟန်တော်ဟာလည်းယောက်ျားတစ်ပါးပါပဲဒါကိုမာတုကာမှာဖြစ်တဲ့အမျိုးသမီးတွေတိတိကျကျတည်တင်ပြီးထိမ့်သိမ့်တင်ပါ යි ကိအဆက်ဆက်မှာနာမည်ကြီးလာတဲ့ တရားဟောဓမ္မစရိယဆရာတော်တွေလူထွက်ပြီးမိမယူခဲ့တာတွေတိကျမြင်ရပါလိမ့်မယ်။ဒါတွေကဘာကိုပြတာလဲဆိုရင် အမျိုးသမီးတွေကတရားဟောဓမ္မစရိယတွေတရားဟောပြောကောင်းပြီဆိုရင်ဘယ်နေရာဖြစ်ဖြစ်လိုက်လံနာယူကြတာတွေရှိပါတယ်။ဟောရာပြောတာကောင်းလို့ကြည်ညိုလို့လိုက်လံနာယူတာကနေရင်းနှီးခင်မင်လူစိတ်တွေဖြစ်လာကြပါ යි အဲ့ကနေဆရာတော်တွေအနာရှောက်အောင်သွားပြီးခင်မင်ခွင့်ရအောင်ယူချေစုပ်လက်နေပြု ကုတော်ယူတာတဲ့အမျိုးသမီးတွေလည်းအများကြီးပါတချို့ဆိုကြည်ညိုလို့ဆိုပြီးခြေဆောင်ကိုဥတိုက်တဲ့အမျိုးသမီးတွေဆရာတော်လာမယ့်လမ်းမှာသပင်ဖြန့်ခင်ပြီးဆရာတော်ကိုနှိမ့်လျှောက်စေကာပူဇော်တဲ့အမျိုးသမီးတွေအများကြီးရှိပါတယ်။ကိုကယုံကြည်စိတ်နဲ့လှုပ်တာမှန်ပေမဲ့ဆရာတော်တွေကလည်းပုထုဇဉ်လူသားယောက်ျားတွေဆိုတာမမေ့သင့်ပါဘူး။လိုအပ်တာထဲရင်းနှီးလာပြီးဆိုရင်တရားလွန်တော့တနာကျွန်းဆိုသလိုတွေဖြစ်လာနိုင်ပါတယ်။တချို့ယဟန်တော်တွေဘက်ကကြည့်ရင်လည်းငယ်စဉ်ကလေးဘဝကလေးကကိုရင်ဝိစာဝါလိုက် အသက်20ပြည့်ပြန်တော့ယဟန်ခံစာဝါလိုက်ဆိုတော့မိမအကြောင်းသိဖို့ခရင်လာပါ යි ဒီလိုမျိုးနဲ့ယဟန်ဖြစ်လာခဲ့တဲ့ငယ်ပြူစရာတော်ရီဆိုရင်မိမနဲ့ပတ်သက်တဲ့အတွေ့အကြုံနဲ့လုံလှပါ යි တစ်ဖက်မှာအမျိုးသမီးတွေကကြည်ညိုစိတ်နဲ့ကိုယ့်ကိုအယံရှင်းနေပတ်သက်လာတဲ့အခါအမျိုးသမီးစန့်ကျင်ပန်းလိမ့်ဆိုတဲ့အတွေ့မျိုးဝင်သွားတာနဲ့ အမားရီကြောင့်ပေါများလာပါလိမ့်မယ်ဒီလိုမဖြစ်အောင်ယဟန်တော်တွေဟာမာတုကာမရီနဲ့အတက်နိုင်ဆုံးထိတွေ့ဆက်ဆံမှုမဖြစ်ဖို့ရှောင်ကြဉ်ကြရပါတယ်ဒါပေမဲ့လည်းခုတစ်ခါမှာတော့မိထီလာခရိုင်ဝမ်ဒရီမြို့နယ်ထမ်းမင်ကုန်းကျေးရွာစန္ဒီမာယာကျောင်းတိုက်ကဆရာတော်တပါးနဲ့မင်္ဂလီတူအတူနေမိယာကနေကိုဝင်း6လရောက်မှရွာသားတွေလည်းတီးခဲ့ပြီးအွန်လိုင်းပေါ်ပြန့်နှံ့လာခဲ့ရပဲဖြစ်ပါတယ်ဖြစ်စဉ်အစကတော့ကာမတုခကျောင်းတိုက် အရှင်ရာကစန္ဒာမှာအမျိုးသမီးတို့အားကိုဝင်6လရောက်သည့်အထိပောင်းတင်ပြီးမှကိုဝင်ကိုလက်မခံဘူးလို့ဆိုရာကြောင့်ရွာသူရွာသားများနဲ့အခြေတင်ဖြစ်ပွားနေကြရပဲဖြစ်ပါတချို့ကတော့တချို့မိန်းကလေးတွေကဘုံကြီးကြောင်သွားပါများပြီးဒီလိုကိစ္စမျိုးဖြစ်ပြီးဆိုရင်မိန်းကလေးရအလိုတွင်နှစ်ဖက်လုံးအမှားပါဒါတော့ဘုံကြီးကပုံမာတယ်အလိုမတွင်တော့ဘုံကြီးမှာပဲအပြစ်ရှိပါတယ်ဒါပေမဲ့မိန်းကလေးကလည်းကိုဝင်6လရှိမှဘာလို့ထုတ်ပြောတာလဲ သူလည်းအလို့တူမလို့သာခုလိုရိဖြစ်တာပါဆိုပြီးပြောဆိုနေခဲ့ကြပဲဖြစ်ပါတယ်။ကျမတို့မြန်မာပြည်ကတနေ့တစ်တနေ့ဗတ်ပေါင်းဆောင်အကုသိုလ်တွေတိုးတိုးလုပ်နေပြီးရှေ့ဆက်ဘာတွေဖြစ်လာအောင်မလဲမတွေ့ရစရာပါပဲ။အခုလိုဖုန်းကြီးနဲ့အတူနေပြီးကိုဝင်6လကြာမှရွာသားတွေတိကျရတဲ့အပေါ်အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။အစီအမပြေတဲ့ကြားကချစ်စရာသုံးမှာပုံမွေးခဲ့ရတော့ဒုက္ခတွေအကူကြီးတောင်းလာရမိသားစု မင်္ဂလာပါပရိသတ်ကြီးတို့ရေခုတခါမှာတော့လူတတော်များများမရှိစင်းရဲသားတွေမှာတော့ကလေးတယောက်မွေးဖို့စိတ်ဆိုတာကတော့လဲတဲ့တာဝန်တော့မဟုတ်ပါဘူး။ပစံရှိတဲ့လူတွေအဖို့ကတော့ဒါတွေကမပြောပါတော့ပေမဲ့လေမရှိတဲ့လူတွေအဖို့ကတော့အရန်ကိုခက်ခဲပါဗျ။ဒါပေမဲ့လေတချို့ကတော့မရှိတဲ့သူတွေစီမှာအမွာလေးတွေမွေးလာတာကြောင့်အတော်လေးကိုအခက်တွေ့စေရပါတယ်။အခုတခါမှလည်းကလေးသုံးမွာပုံမွေးထားပြီးအရန်ကိုခက်ခဲနေတဲ့မိသားစုလေးတစုကိုတွေ့ခဲ့ရပါတယ်။ဒီမိသားစုလေးကတော့ ။အုံကျော်မြို့ကနေနိုင်ဝက်လောက်သွားရတဲ့ကြိုက်တန်းကြီးရွာအစွန်ဖျားဘက်မှနေထိုင်နေရပဲဖြစ်ပါတယ်။တနေ့မှာတော့ဒီအမျိုးသားကကျွန်တော်တို့အမျိုးတစ်တိုက်တရက်ချံမှာတရက်တီးသွားကူကြတာပါ။တောင်ရိပ်တောင်ရိပ်နဲ့နှီးပေမဲ့တည့်ရဲ့အတိုင်းပဲမန္တလေးကနေကတော်တော်လေးကိုပူပါတယ်။ဒီလိုပူပူလောင်လောင်ကြီးတဲ့ကြုံဆုံခဲ့ရတဲ့နေခံလင်းများမြောက်ရဲ့အဖြစ်ကိုတွေ့ပြီးပူပူလောင်ပြီလို့သူတို့အတွက်အထောက်အကူများဖြစ်မလားဆိုတဲ့စိတ်နဲ့ဒီပုတ်ကိုတင်ပေးတာပါဆိုပြီးအကူအညီတောင်းလာခဲ့တာပဲဖြစ်ပါတယ်။ ဒီမိသားစုလေးကတော့ရွာရဲ့အစွန်အပြားစနေဘုံမှာလျှက်စစ်မီမရှိ ဖုန်းလိုင်းမမီအင်တာနက်မရှိ တနိုင်နေလို့စံငယ်တစည်းတောင်မဖြတ်တဲ့ရွာလေးဘေးကတဲမှာသူတို့လေးများနေပါ යි သူယောက်ျားရဲ့အလောက်ကိုင်းကတော်ရဲဝါခုတ်ထင်းခုတ်အလောက်ဖြစ်ပြီးဒီလိုခက်ခဲကြမ်းတက်နေတဲ့အချိန်ကြီးမှာမှသူတို့လေးများရဲ့မွေးထားတဲ့ကလေးသုံးပါးပုကိုတွေ့လိုက်ရပါ යි တွေ့တွေ့ချင်းတော့ဟာဘလို့ကြီးတောင်မွေးထားလဲဆိုပြီးအံ့ဩမိအောင်မှအဲ့ကနေနောက်တော့မေးရင်မြန်ရင်နဲ့နှုတ်မဖို့ကို မွေးကင်းစာတပတ်9000လောက်ကုန်တာတွေယောက်တာအလုတ်သွားရင်မိမခမကလေး3ယောက်နဲ့တော်တော်လေးဒုက္ခရောက်နေရတွေအခုနုံမို့ဖို့မတက်နိုင်လို့ထညံနဲ့ထမီးရီဖြော်ပြီးတိုက်နေရတဲ့အကြောင်းပြောပြလို့ပြောလာခဲ့တာပဲဖြစ်ပါတယ်။ကလေးတွေကလည်းဝဝကိကိနဲ့ချစ်စရာအရန်ကောင်းသူလေးတွေလည်းဖြစ်ပါတယ်။အဲ့ကနေကျွန်တော်ကလည်းအမားတို့ရဲ့ကလေးပုံလေးတွေနဲ့လိုင်းပေါ်တင်ပြီးအကူအညီတောင်းကြည့်ပါလားလို့အကြံပေးမိတာထို့ကြောင့်အမားကတော့အဲ့လိုတင်စရာကိုဟန်ဖုန်းမရှိလို့ကျွန်တော်ကိုတင်ပေးပါ အကူညီတောင်းဖို့လိုရင်ကလေးပုံလေးတွေတင်လိုက်ပါဆိုပြီးကလေးတပ်ပုံလေးထုတ်ပြပါယ်ကျွန်တော်လည်းပုံရိုက်လာပြီးလိုင်းပေါ်တင်ပြလိုက်တာပါကလေးလေးတွေကယောက်ျားလေးတိမိန်းကလေးနှစ်ယောက်ဖြစ်ပြီးအခုဆို၃လနီးပါအရွယ်ရောက်နေပါပြီသူတို့နေရဲ့တဲပုံအမျိုးသားရဲ့ပုံတော့မရိုက်လာခဲ့မိဘူး၅လပိုင်း၁၁ရက်နေ့လောက်အဲ့ကိုသွားကြရရှိပါတယ်။အဲ့ကြပုံတွေတေချာရိုက်ခဲ့ပါမယ်။မိတ်ဆွေတွေတဲကမှကလေးတွေအတွက်မုံအဝိအစားမိခင်အတွက်လိုအပ်တာတွေတက်နိုင်သလားလှူခြင်းနဲ့ဆိုလှူလို့ရပါတယ်။ နေရာပြောင်းရင်ကျွန်တော်ပြစ်စည်းလာယူပေးပါမယ်။လူချင်းသူတွေလည်းကိုယ်တိုင်စုံစမ်းသွားလူတန်းမှုတွေလည်းလုပ်နိုင်ပါ යි ။ငွေလူချင်းလည်းတိတိကျကျသူတို့လင်မြန်လက်ထဲရအောင်ထည့်ပေးပါမယ်။လူချင်းရင်၃ညကို0936396980ပြည်စုံအောင်ဒုက္ခငွေကေပေးကိုထည့်သွင်းလူတန်းနိုင်သလိုကိုယ်တိုင်လည်းသွားလူနိုင်ပါ යි ရှင်။ဒီခေတ်ဒီချိန်ကုန်စည်နှုန်းနဲ့အမွှာ၃ယောက်ကမလွယ်တာပါ။အဆုံးတိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါရနော်။အဆုံးတိကြည့်ရှုမိုးရွာအောင်အမေသာအစိမ့်ကျွေးပြီးပူဇော်ပွဲလုပ်ခဲ့တဲ့ရွာသူရွာသားများ မင်္ဂပါပရိသတ်ကြီးတို့အခုနောက်ပိုင်းမှာတော့အယူသည်ရဲ့လူတချို့ကြောင့်မလုတ်တဲ့နာတွေလောက်ကြပြီးမဖြစ်တဲ့နာတွေလည်းဖြစ်လာကြသလိုဘေးဆိုးကက်ဆိုးတွေလည်းများစွာကြုံနေကြရတာပဲဖြစ်ပါတယ်။ငလင်ဘေးကြီးမဖြစ်ခင်လပိုင်းလောက်ကလည်းနန္နာဘွားရီကိုရှင်ပြုတ်ပေးတဲ့ပွဲကိုတရွာလုံးကြီးကြီးကျယ်ကျယ်လုပ်ခဲ့ကြပြီးအဲ့နောက်ပိုင်းမှာပဲငလီအကြီးကျယ်လှုပ်ခဲ့ရာကြောင့်လူပြောစရာတွေလည်းဖြစ်ခဲ့ပါတယ်။အခုတခါမှလည်းဒီဗီဒီယိုတွေကရွာတရွာကတော့မိုးကောင်ရေရှားလာကြောင့်နက်ဂရော်ရီကို ခေါ်ဖိတ်က န်နေကိုရေအပြင်းရအောင်အမေသာကြွေပြီးပွဲလုပ်ခဲ့တာပဲဖြစ်ပါယကျမတို့ဒီတလောက်ကတော့မိုးရွာစေဖို့လွန်ဆွဲပွဲတွေလုပ်ရတယ်လို့သိထားပေမဲ့ဒီရွာကတော့အသက်ကြီးရွယ်ဦးတွေဖြစ်ပြီးပြောက်လောကသားတွေကိုမိုးရင်ရဖို့အမေသာကြွေပြီးစွတ်တောင်းပွဲလုပ်ခဲ့ရပဲဖြစ်ပါယဒါကြောင့်မလို့လူပြောစရာတခုလိုဖြစ်နေခဲ့ပြီးတချို့ကတော့ဗုဒ္ဓဆိုတာတစ္ဆာလေးပါကို သိမြင်တော်မူသောမြတ်စွာဘုရားဘာသာဆိုတာကအစုံအမဗုဒ္ဓဘာသာမြတ်စွာဘုရားရဲ့အစုံအမကိုခံယူတယ်လို့ဆိုပါတယ် ခုဟာကဗုဒ္ဓဘာသာမဟုတ်လောက်ဘူးနန္တီဝတာတို့လည်းမြည်သည့်အတန်ငါမဆောင်းဒါကြောင့်ခုဖြစ်နေတာကပေတဘာသာပဲဖြစ်မယ်မိုးခေါင်ရင်မိုးတုရွာလုံးလို့ရှာရင်နီးတယ်လေများစွာပေါ်နေပါပြီအခုဟာကဝင်ဘူးတလူလူနဲ့အမဲသားစားပြတာမျိုးမချရင်လို့သူများထွေးပေးပြီးအဆောင်ယူထားပြောသေးရဲ့လူရီနဲ့စကားပြောလို့ရှာတဲ့တရေပိတ်တာခုမှမြင်ဘူးတဲ့မြ мян တင်ပေးလွဲမတဲ့အယူရိတ်ကိုကျင့်တီလာမကျင့်သုံးတော့ဒေတာတွေမှာအတားငါအစိမ့်စားနေခြင်းတွေဟာ မကောင်းတဲ့မိစ္ဆာတွေဝင်စည်းနေပြီဒါကြောင့်ဒီရွာကဒီရွာအုပ်ချုပ်ရေးအဖွဲ့သို့မဟုတ်ဥက္ကဋ္ဌဒါမှမဟုတ်ဘာသာရေးအသင်းအဖွဲ့ရွာဦးကျောင်းကျော်ဘုရားတို့မှာတာဝန်ရှိပါတယ်။တရားဓမ္မနဲ့ဟောပြောဆုံးမလို့ရှာရမရရင်ကျိန်စာမဟုတ်တဲ့ကျိန်လုံးစာကျွေးရမှာဖြစ်တယ်လို့အမျိုးမျိုးဝေဖန်နေကြသလိုတချို့ကတော့အမှန်ပဲလွတ်ထားရင် မျိုးဆက်နောင်လာနောင်သားတွေပါအယူမကုန်မိဖရာတရားတန်ကအမုံမျက်ဆုံးတရားနာမျက်သုံးမှရထားပြီးမှဘာမဟုတ်တဲ့အပယ်လေးပုံသားတွေကိုအခုလိုယုံကြည်ပူဇော်နေတာဗုဒ္ဓဘာသာတရားအနေနဲ့ကျွန်တော်ကတော့လမ်းမနေပြီလို့ပဲပြောပြစီနောက်တစ်ခုကစော်ကားခြင်းမဟုတ်ပါဘူးနောက်ဝင်တဲ့တယောက်တရေဝင်ပို့ပြီးအမဲသားအစိမ့်တွေစားတာမြင်တော့ကိုပါလန့်သွားတာနောက်ထွက်တော့အင်ရှင်တွေကိုပါငါနဲ့ဆဲပါလေရောဘာလို့လဲဆိုတော့အမဲသားကဥနေလို့တဲ့ကဲအဲ့ဒါအဖြေပဲလေ ။တတိလေးထားပြီးရုံရဲခြင်းမှကင်းဝေးကြပါစေ။ကြည်ရတာအလုံးကအစာမတက်ပေမတက်ဘဟုတုတာနေနေဆိုတာမြင်သာနေတယ်။မရိုးရအောင်နော်။မြန်မာနိုင်ငံမှာဒါကြောင့်မို့လဲမဖြစ်တင်တာတွေစက်တိုက်ဖြစ်နေရ။အတိတရားလည်းမရှိကြအောင်လူတွေရဲ့။နှက်ကခဏလေးပဲမိုက်ကနေဖြစ်အောင်လောက်လေးပဲပူတာပါ။ကျန်တာနက်ကရော်တွေကမဟုတ်ကဟုတ်ကရှောက်လို့ကြတာနက်ကရော်တွေကလည်းခက်တာပဲဗျ။အခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာဒီလောက်အယူမရရှိနေတဲ့အံ့ဩမိရဲ့ တရားရီမြများနာကြပါတရားမတပါကိုယ်ခွေရာမရှိပါဘူးတကယ်လဲအစိမ်းမစားရဲ့ပဲနဲ့လိညာဟန်စာပူနေရဲ့အဲ့လိုလုံးမဲ့အစားတရားတော်တွေလိုက်နာတာကမှနောင်တန်တရားမှာပါမတိတာကိုသတိနဲ့အစဉ်ချင်းတက်ကြပါသေးဗျာဆိုပြီးဝေဖန်ထောက်ပြနေကြတာပဲဖြစ်ပါတယ်တချို့ကလည်းဖေးရွာသားလေးကွာဒီလောက်စဉ်းစားညံနေသလားတရွာလုံးပါမိအဲ့လောက်အရာသလားဝေဖန်တာမဟုတ်ဘူးရှုံ့ရှာနေရဝင်ဘူးသူကဘာရီကျင်းတ်တာလဲမတိလို့ပါပျော်လိုက်တာကောင်းလိုက်တာကျင်းတ်လား ဒါရီပဲပြောပြီးမိုးရွာအောင်လှုပ်ပေးပါဆိုတော့ဘာမှလည်းတိတိကျကျမပြောဘူး။ဘာနဲ့ခေါ်လဲအမဲသားစားပြီးခုံနေရပဲတွေ့ရင်ဘာရီလည်းရင်မသိလို့ပါ။မိုင်းနဲ့နှက်ဝင်တဲ့မကြအောင်ပူဇော်သူတွေအချင်းချင်းအတင်းတူတူပြောကြတယ်။နှက်ဝင်တဲ့ကအမဲသားအစိမ့်တုံးကြီးဘလို့ကောင်စားမလဲ။ခြေမွပြီးအောက်တောင်လှုပ်ပြတယ်။အဲ့ဒါကိုတယောက်ကကောက်လိုက်တဲ့ပြီးတော့နှက်ဝင်တဲ့ပေးရင်နှက်ဝင်တဲ့တခါထက်ချေချပြတယ်။ဒီတခါတော့မကောက်နဲ့ထားလိုက်တော့တဲ့။သူတိသွားပြီးနှက်ဝင်တဲ့စားမှမဟုတ်ဘူးဆိုတာ အခုလိုတိတိကြီးနဲ့အယုံမတိကြပါနဲ့တော်ယုံပဲလုပ်ကြပါဖီးယားမတပါကူးကွေရာမရှိတာမို့အခုလိုလုံရက်တွေကတကယ့်ကိုမဖြစ်သင့်ပါဘူးဆိုပြီးပြောလာခဲ့ကြပဲဖြစ်ပါ යි အခုကြည့်နေတဲ့သူတွေရောအခုလိုမိုးရွာအောင်နာနာဘွားကိုအမဲသားကြွေးပူဇော်တဲ့ရွာသားတွေအပေါ်ဘလို့မြင်ပါတလဲအမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါ යි နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်